ဇကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ဇကိုင်းငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်ဖို့စစ်ကောင်စီကအမိသတ်မှတ်လိုက်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုတ်ကိုဇော်မင်းထွန်းကထုတ်ပြန်ပြောဆိုလာပါတယ်။ဇကိုင်းတိုင်းကအင်းတော်မြို့ကို GI ဥဆောင်တဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေကအပိတ်တသိမ့်ပိုက်လိုက်ပြီးမြို့နယ်တစ်ခုလုံးကိုပါ ထိန်းချုပ်ထားလိုက်ပြီလို့ KI Incident တရင်ရင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ ရန်ကုန်မြို့မှာအကြက်ဖက်မင်းအွန်လိုင်းမိသားစုရဲ့အလှူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲပြုတ်လုခိုင်းခဲ့ပြီးရှင်လောင်းတအူကိုငွေကြက်သသိန်းပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပေမဲ့လက်တွေ့မှာတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိဘတွေကရန်ကုန်ခစ်တိကိုအတိပေးပြောဆိုလာပါတယ် စကိုင်းငလင်းတင့်မန္တလေးပြည်သူတွေအတွက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအချမ်းပတ်စကောင်းစီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကမတရားသိမ်းယူပြီးသူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုပြန်လည်မျှဝေပေးမှုတွေဖြစ်ပွားနေတယ်လို့ငလင်းတင့်ပြည်သူတွေကရေကုန်ခက်တွေကိုပြောပါတယ်